အားလုံးမင်္ဂလာပါရှင်။ကျွန်မရခင်ဘက်ကမေမိုရီရဲ့အကြောင်းလေးကိုကြောင်းရပါအောင်များစွာနဲ့ဒါကျွန်မဆွေးနွေးပေးခဲ့ပါဗျ။အဲအဲ့ဒီလိုပါပဲ။ယနေ့မှလည်းပဲကျွန်မတို့ဒီမဲ့ညံရဲ့မဲ့မိတာနဲ့မေးလျော့ခြင်းကကျွန်မတို့ဟိုဒင်းကားပြားလေးလိုပဲကြောပဲဟိုဘက်ဒီဘက်တကယ်ကိုပဲကြောချင်းကပ်ရှိနေတယ်လို့မျိုးကိုပါပဲ။အဲမဲ့မိ တဲ့အကြောင်းအရာတွေလည်းရှိရယ်မေးလျော့ခြင်းတွေလည်းဖြစ်တတ်တယ်ပေါ့လေအဲ့တော့ကျွန်မမေးလျော့ခြင်းတွေဖြစ်တတ်တဲ့အကြောင်းအရာတွေကိုကျွန်မဆက်လက်ပြီးတော့မှတ်ညာဘိုင်းနစ်နေနဲ့ပေါ့လေဆွေးနွေးပြသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်မရှေ့မှာဆွေးနွေးခဲ့တဲ့ memory မှတ်ညာဘိုင်းတစ်ပေါ့လေအခုဒီနေ့ဆက်လက်ပြီးတော့ဒီနေ့ကနေပြီးတော့စတင်ပြီးတော့ဆက်လက်ဆွေးနွေးပေးမယ့်အကြောင်းအရာကတော့မှတ်ညာအပိုင်းနစ်ဖြစ်ပါတယ်ရှင် အဲ့ဒီမှာဆိုရင်ကျွန်မဆွေးနွေးပေးမယ့်အကြောင်းအရာလေးတွေကိုကျွန်မစီစဉ်ထားပါတယ်ရှင်။အဲ့ဒီအကြောင်းအရာလေးတွေကတော့မေးလျော့ခြင်းမေးလျော့ခြင်းဆိုတာဘလို့တွေဖြစ်တာတော့ဘလို့ပုံစံမျိုးတွေရှိတော့ပေါ့လေ။အဲ့ဒီမေးလျော့ခြင်းအကြောင်းလေးကိုဆွေးနွေးပေးပါမယ်ရှင်။နောက်ပြီးတော့ဘာကြောင့်မေးလျော့ကြတာလဲ။ဘာလို့ဒီလိုမျိုးတွေမေးလျော့မှုတွေဖြစ်ရတာရော။အကြောင်းကိုသိရင်ကျွန်မတို့ဒီအကြောင်းကိုရှောင်ရှားလို့ရမယ်။နည်းလမ်းတွေကို ဒါလေးလာဟိုလုံးဆောင်ဒါလူရတာမယ်ဒီလိုမျိုးမီလီယံမှုတွေဖြစ်တယ်မီလီယံမှုတွေမဖြစ်အောင်ဘယ်လိုဆောင်ရွက်ကြမလို့ဘယ်လိုပြည့်ပြည့်နေထိုင်မှုတွေဘယ်လိုလုပ်မလို့ဆိုတာတွေကိုဒါအတိတဲမှာကျမရဲ့ကျမတို့ရဲ့အတိတဲမှာရောက်ရှိလာအောင်စဉ်းနေပေးမှာဖြစ်ပါတယ်ရှင်နောက်ပြီးတော့မီလီယံချင်းမျိုးစားတယ်ဘလိုမေးလျော်ခြင်းမျိုးစားတွေဘလိုပုံစံနေနေရှိနေရအောင်ဆိုတာလေးကိုဆွေးနွေးပေးပါမယ်ရှင် နောက်ပြီးတော့မေးလျော့ခြင်းရဲ့အကြောင်းအရင်းနေပေါ့ဘာလို့ဒီလိုမျိုးမေးလျော့ရတဲ့အကြောင်းတွေဖြစ်ပေါ်လာတာတော့အကြောင်းကိုသိရင်ကျမတို့ဒီဒီလိုမျိုးမဖြစ်အောင်ဒါဆောင်ရွက်လို့လှုပ်ဆောင်လို့ရပါတယ်ရှင်နောက်တစ်ခါမေးလျော့ခြင်းဆိုင်ရာအဓိက theory တွေဒါပညာရှင်ကြီးတွေရဲ့လေ့လာထားတဲ့လေ့လာထားချက်တွေသုံးသပ်ချက်တွေကိုဆက်လက်ပြီးတော့ဆွေးနွေးပေးမှာပါ သီအိုရီနဲ့လက်တွေ့နဲ့အမြဲတမ်းချိတ်ဆက်နေရတယ်။လက်တွေ့ရည်လှုပ်ဆောင်နေလို့လည်းဒါဟိုသီအိုရီမပါဘူးဆိုလို့ရှိရင်တကယ်ကိုတိကျမှန်ကန်တဲ့လုံလောက်တဲ့အနေထားကိုရောက်နိုင်မှုလိုအပ်ချက်တွေရှိနေမှာပါ။အဲသီအိုရီလေးကြီးပဲတော့တည်တယ်လက်တွေ့မလှုပ်ဆောင်ပြဘူးဆိုလို့ရှိရင်လည်းဒါအဆင်မပြေနိုင်ပါဘူးရှင်။အဲ့တော့သီအိုရီနဲ့လက်တွေ့ဟာချိတ်ဆက်ဖို့အင်မတန်အရေးကြီးတဲ့ခြေကဏ္ဍအနေပါဝင်နေရဖြစ်တဲ့အတွက်မေးလျော့ခြင်းဆိုင်ရာ အဓိက theory တွေအကြောင်းကိုလည်းဆွေးနွေးပေးသွားမှာပါရှင်နောက်တစ်ခါမှတ်ဉာဏ်ကိုနှွမ်းမိုးစေတဲ့အချက်တွေဘယ်အကြောင်းအရာတွေကမှတ်ဉာဏ်ကိုနှွမ်းမိုးသွားစေတာရောပိုပြီးတော့မမမိမမိအားကောင်းနေအားကောင်းသွားစေတာရောဆိုတာ၄ပေါ့နော်မှတ်ဉာဏ်နောက်တစ်ခါအဲ့လိုမျိုးပေါ့မေးလျော့ခြင်းရောဘယ်လိုအကြောင်းအရာတွေကမေးလျော့မှုကိုပိုပြီးတော့ဖြစ်စေတာရောဆိုတဲ့မှတ်ဉာဏ်ကိုနှွမ်းမိုးစေတဲ့အချက်ကလေးတွေကိုလည်းဆွေးနွေးပေးမှာဖြစ်ပါတယ်ရှင်နောက်ပြီးတော့မှတ်ဉာဏ်မှတ်သားဖို့နီးလန်းနေ ဘလို့နီးလဲနေနဲ့မှတ်သားလို့ရှိရင်ပို့ပြီးတော့ကောင်းမမလို့ဆိုတာလေးတွေကိုဆွေးနွေးပေးသားမှာဖြစ်ပါရဲ့ရှင်ပထမဦးစွာအနေနဲ့ကျွန်မဆွေးနွေးမယ့်အကြောင်းအရာလေးတွေဟာပထမဦးဆုံးအကြောင်းအရာလေးဟာမိလျော့ချင်းမိလျော့ချင်းနေဘာလို့ဖြစ်ကြတာတော့ဆိုတာလေးကိုဆွေးနွေးပေးသားပါရစေရှင်အဲ့မှာဆိုလို့ရှိရင် asynchronous function ဒီမှာဆိုရင်သူက incoming information တွေ information တွေရလာမယ်အဲ့ဒီ information တွေကိုကျမရှေ့မှာဆွေးနွေးသွားတဲ့ memory ကြောင်းလေးကိုဆွေးနွေးသွားကြတယ်ဟာပါခဲ့ပြီးသားပါအဲ့ဒီက incoming information တွေဟာ sensory memory တွေကိုရောက်လာမယ် sensory memory ထဲမှာရောက်လာတဲ့တင်းချက်လက်တွေကိုအကုန်တီးတွေလုတ်ပြီးတော့ short term memory short term memory ဆိုတာ working memory နဲ့အတူတူပါပဲသူကအလုံးလုံးတဲ့မှတ်ဉာဏ်မှာအဲ့ဒီအမှတစီကျမတို့ long term memory တွေကိုအကုန်တီးနေလုတ်မယ် အဲ attention နေလုံးမယ်အထက်ကထက်က relearning နေလုံးမယ်ဆိုရင် long term memory တွေကိုရောက်သွားမယ်အဲ့ဒီမှာဆိုရင်ကျမတို့ရလာတဲ့သတင်းအချက်လက်တွေဟာ information တွေကို sensory memory တွေကိုအကုန်လုံးရောက်သွားတာမဟုတ်ပါဘူးတချို့ကိုပဲ information တွေကိုပဲဒါဒါသူသူ့ရဲ့ memory ကနေလက်ခံပြီးတော့ကျမကျမတို့ short term memory တွေကိုရောက်မှာအဲ့ဒီမှာလည်းပဲ decay forgetting forget ကဖြစ်ပါတယ် forgetting ဖြစ်ပါတယ် forgetting နေမေးလျော့ခြင်းတွေဖြစ်ပေါ်လာတယ်အဲ့ဒီမှာဆိုရင်30စက္ကန့်ပေါ့နော်20စက္ကန့်နေ30စက္ကန့်လောက်တွေ့မယ်သူကထိန်းထားနိုင်မယ်အဲ့ဒီထိန်းထားနိုင်ပြီးတော့မှ attention ရှိရဆိုရင်တော့ဘယ်ကိုရောက်သွားမလို့ဆိုရင် short term memory တွေကိုရောက်သွားမယ်သူကဒီ short term memory တွေကမှသူ20စက္ကန့်30စက္ကန့်လောက်ပဲသူထိန်းထားနိုင်တာအဲ့ဒါကို ဒီကသူပေါ့နော် attention ရှိလိုက်မယ် relearning တွေလုပ်မယ် rehearsal တွေထက်ကထက်ကလုပ်တယ်မယ် consolidation တွေလုပ်မယ်ဆိုလို့ရှိရင်နောက်ထပ် memory တွေကို ရောက်သွားမယ်အဲ့ဒီမှာလည်းပဲကျမတို့ဘာတွေလေ့လာတွေးရှိရအောင်ဆိုလို့ရှိရင်ဒီကရရှိလာတဲ့ incoming information တွေဟာလည်း sensory memory တွေကိုရောက်သွားရင်လည်းသူကလည်းဒီကေနဲ့ဒီကေတာမှမဟုတ်ပေါ့နော် forget forgetting တွေဖြစ်ပါတယ် forgetting တွေဖြစ်တဲ့ဟာ forgetting တွေဖြစ်တဲ့အခါမှာ အဲ့အကုန်လုံးကိုဒီကကျမတို့ short term တွေကိုရောက်သွားတာမဟုတ်ဘူးမီလီယံမှုတွေဖြစ်တယ်အဲ့ဒီအမှာတစ်စင်း short term တွေကိုဒါ attention ထားလိုက်လို့ရှိရင် short term memory ကိုရောက်သွားမယ် short term memory တွေကိုရောက်သွားရောက်သွားတဲ့သတင်းချက်လက်တွေကိုအဲ့သတင်းချက်လက်တွေကလည်းအဲ့အဲထဲမှာကိုပဲ forgotten ကဖြစ်ပါတယ်ဘာလို့လို့ဆိုရင်ဒါရဟာဇယ်တွေမလုံးမိတာတော့နောက်တစ်ခါ သူဒီ relanding တွေပြန်မလုပ်တာအားလို့เนาะ review တွေပြန်မလုပ်မိတာအားလို့ပေါ့เนาะဒါမျိုးတွေအရာလည်းပြန်ပြီးတော့လေးလျော့တာတွေဖြစ်တတ်ပါတယ်အဲ့ဒီအမှတစင်ကျမတို့အဲ့လိုဒီမဖြစ်အောင်ဘယ်လိုလုပ်မလို့ဆိုရင် short term ထဲမှာရောက်လာတဲ့ working memory တွေကိုရောက်လာတဲ့တည်င်းချက်လက်တွေကို attention ထားမယ် review တွေ relanding တွေ rehearsal တွေ consolidation တွေလုပ်ဆောင်ပြီးဆိုလို့ရှိရင်သူကဘာဖြစ်သွားမလို့ဆိုရင် long term memory တွေကိုရောက်လာမယ် အဲ့ဒီမှာလည်းပဲကျမတို့ဒီမှာလေ့လာရတဲ့အခါမှာဘာတွေသိရှိလာသေးလို့ဆိုရင် long term memory ထဲမှာရောက်လာတဲ့သတင်းချက်လက်တွေကိုအလုံးလုံးတော့မယ်ဆိုရင်အဲ့ဒီထဲကသတင်းချက်လက်တွေကို retrieve ပြန်လုပ်မယ် working memory ထဲကိုရောက်လာမယ်အဲ့ဒီမှာ long term memory ထဲကနေပြီးတော့ retrieve လုပ်လို့ working memory ထဲကိုရောက်လာမယ်အချိန်မှာကိုပဲဒီ long term memory memory ထဲမှာရှိတဲ့သတင်းချက်လက်တွေဟာမေးလျော့ခြင်းတွေရပြန်လဲဆုံးရှုံးမှသေးတယ်ဒါက ဒီ long term memory ထဲမှာဟိုပဲဒါပြပြသူ့ဟာအချိန်တိုင်းဒီယာကြီးကိုအမှတ်မိနေတာမဟုတ်ဘူး forgotten အများတန်းဖြစ်ပါတယ်ဒါကြောင့်ဟိုဒီလိုမျိုးမေးလျော့မှုဆိုတာတကယ်ဟို သူ့ရဲ့ဖြစ်စဉ်ကဘူပဲမေးလျော့မှုဆိုတာဖြစ်တတ်ပါတယ်ဆိုတာလေးကိုဆွေးနွေးပြရခြင်းဖြစ်ပါတယ်ဒါဆိုရင်ဒီလိုမျိုးတွေမဖြစ်အောင် အတန်ရှင်များများထားမယ်ရဟာဆယ်တွေများများလုပ်ပေးရမယ်ကွန်ဆော်လီဒေးရှင်းတွေများများလုပ်မယ်ရီဗျူးတွေဗီလန်းနီးတွေလုံးမှာကြာရှည်ထိန်းထားနိုင်တဲ့မှတ်ဉာဏ်ကိုရရှိလာစေမှာ ဖြစ်တယ်ဆိုတာကိုကျမတို့ဒီက မေးလျော့ခြင်းဆိုတဲ့အကြောင်းအရာလေးကိုလေ့လာခြင်းအပြင်သိရှိလာစေပါတယ်ဆိုတာလေးကိုဆွေးနွေးပေးရခြင်းဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင် ဒီကျမတို့ဒီ storage land မှာကျမတို့ဈေးနေခဲ့တာရှိတယ် short term ရှိမယ် long term ရှိမယ် short term နဲ့ long term မှာလည်းထပ်ပြီးတော့ဒါတိစိတ်မတိစိတ်ပေါ့တော့ implicit တွေ explicit တွေရှိမယ်အဲ့ဒီကနေပြီးတော့ तू ဟာဒီဈားထဲမှာ तू ဟာအုံနောက်ရဲ့ second တိုင်းမှာပေါ့နော် तू ဟာကိုယ်ပတ်ဝန်းကျင်မှာ ဖြစ်ပြနေတဲ့တတိအချက်လက်တွေ bit bound စက်တတန်းခန့်ကိုဒီ memory ကြီးကလက်ခံနေရတယ်မိရဲ့အုံနောက်မှာ second တိုင်းမှာ ုတ်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့တရင်အချက်လက်တွေမိမိတွေးခေါ်နေရရှိမယ်မိမိစဉ်းစားနေရရှိမယ်မိမိလုံးဆောင်နေရရှိမယ်အဲ့လိုမျိုးတရင်အချက်လက်တွေဟာ bit pound သူက bit နဲ့တိုင်းတာဟုတ် bit pound စက်တန်းခံလက်ခံနေရတယ်တဲ့ကျမတို့ရဲ့အုံနောက်လူသားတွေရဲ့အုံနောက်ကြီးဟာအဲ့လို လက်ခံနေရတယ်ဒါဟုတ်တဲ့သိပ္ပံပညာရှင်တွေကဘယ်လိုပြောလို့ဆိုရင်တဲ့တိစိတ်ဟာတစ်စက္ကန့်ကို90 bit လောက် process တွေလုပ်နေရတယ်တည်တယ် conscious mind က push us mine ကတစ်စက္ကန့်ကို50ဘစ်လောက် process တွေလုံဆောင်နေရတယ်။တရက်ကို အတွေးပေါင်း6000လောက်တွေးနေရတယ်။ဒါကြောင့်အတွေးပင်လယ်ကြီးထဲမှာမျောနေတယ်လို့အတွေးပင်လယ်တွေဝေနေရတယ်ပေါ့နော်။ဒါအတွေးတွေကိုတင်စားပြီးတော့ပင်လယ်ကြီးနဲ့ပြောတာပေါ့လေ။ဒါကြောင့်ဒီလိုမျိုးပေါ့တရက်ကိုအတွေးတွေ6000လောက်တောင်တွေးနေရတယ်ဆိုတော့တကယ်ကိုပဲကျမတို့တွေလူသားတွေရဲ့အုံနောက်ကအမခန်းပေါ့။ ဟိုပင်လေကြီးလောက်ကိုကျေပြောနေရယ်ဆိုတာဟိုဒါသိပ္ပံပညာရှင်တွေဟာဟိုဒါသူတို့တွေလေးလာတွေ့ရှိချက်တွေကိုဖော်ထုတ်ထားခြင်းဖြစ်ပါတယ်အဲ့ဒီမှာလည်းပဲဟိုမြတ်စွာကျွန်တော်ကိုးကွယ်နေတဲ့မြတ်စွာဘုရားမြတ်ဗုဒ္ဓကနေပြီးတော့ဟောကြားထားတာရှိပါတယ်မြတ်ဗုဒ္ဓကဘယ်လိုဟောကြားထားတော့ဆိုရင် တဆက်ကတ်မှာရုပ်ကလေး9တာနန်ကလေးတသိန်းဖြစ်ပြနေတယ်။ဒါကြောင့်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နေပေါ့လေ။ကျမတို့လူသားတွေရဲ့အုံနောက်အုံနောက်ပေါ့နော်။ကျမတို့ဒါကြောင့်အဓိကအတွေ့အကြုံတွေမှာမြတ်ဗုဒ္ဓကတဆက်ကတ်မှာရုပ်ကလေး9တောင်နဲ့နန်ကလေးတသိန်းဖြစ်လိုက်ပြက်လိုက်နေတယ်ပေါ့နော်။ဖြစ်လာတယ်ပြက်သွားတယ်နောက်စားထိုးတယ်ဖြစ်လာတယ်အဲပြက်သွားတယ်နောက်တစ်ခုအစားထိုးတယ်အဲ့လိုနီးနေတယ်ပေါ့နော်။လေပက်နေကြတာပေါ့လေ။ ဲ့ဒါတွေကိုအဲ့ဒီလိုမျိုးဒါမျက်ဖို့မျက်စာဖျားကနေဟောကြားထားတာဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့ရဲ့အုံနောက်ကြီးလူသားတွေရဲ့အုံနောက်ကြီးကသူလက်ခံပြီးတော့ process လုပ်နေရတာဝေလာသမျှ information တွေအချက်လက်တွေကိုဒါ process လုပ်ပြီးတော့မှတ်မှတ်ထားမယ်ဆိုရင်ခဏလေးနဲ့ပြည့်ရှင်ပြီးတော့ overload ဖြစ်ပြီးတော့ဒုက္ခရောက်သွားနိုင်ပါတယ်တဲ့ တကယ်ဟုတ်ဒီလိုမျိုးတွေးလိုက်တဲ့စနစ်တကျကျမသူ့ရဲ့အစီရင်အလိုက်ပေါ့နော်ဟိုစနစ်တကျတွေးလိုက်တဲ့အခါမှာတကယ်လို့တကယ်လို့များပေါ့ကျမတို့ရဲ့အုံနောက်ကြီးလူသားတွေရဲ့အုံနောက်ကအကုန်လုံးရလာတဲ့သတင်းအချက်လက်တွေစကန့်နဲ့မလတ်ရနေတဲ့သတင်းအချက်လက်တွေကိုသာ process တွေလုပ်ပြီးတော့ကျမတို့ပထမဆုံး process လုပ်ရမှာတော့ process လုပ်ပြီးမှ angle နေနဲ့သူ့ရဲ့မှတ်အမှတ် memory ရဲ့မှာမှတ်ကြတာဟုတ်ဒါတွေကအကုန်လုံးက browser တွေလုတ်ပြီးတော့မှတ်မိနေမယ်မှတ်နေရမယ်ဆိုရင် overload တွေဖြစ်သွားမယ်တကယ်ကိုရှင်ကြသွားပြီးတော့ဒုက္ခရောက်သွားနိုင်ပါတယ်တဲ့ဒါဆိုရင်ကျမတို့ဒီကကျမတို့ရဲ့လုံဆောင်နေရတဲ့အုံနောက်ကြီးဟာအမြဲတမ်းအမြဲတမ်းခန္ဓာကိုယ်မှာအရေးလက်ကြီးတဲ့ခန္ဓာကနေပါဝင်နေတယ်လို့ပဲသူ့ရဲ့လက်ခံနေရတဲ့ process တွေသူ့လုံဆောင်နေရတဲ့အကြောင်းအရာတွေဟာသိရှိလာရင်နဲ့ 哦ဟုတ်ပြီဒါမျိုးတွေဆိုတာဒါတဘာဝလည်းဖြစ်တတ်တဲ့အကြောင်းအရာတွေရှိမယ်အဲဒါတွေကိုလူတွေကဒါဘလိုနည်းတွေနဲ့ထိမ့်သိမ့်မလို့ဘလိုနည်းတွေနဲ့ပူကောင်းမွန်နဲ့မှတ်ဉာဏ်တွေရရှိအောင်စောင့်ရှောက်မလို့မိလျော့ခြင်းတွေကဘလိုအကြောင်းတွေကြောင့်ဖြစ်ဖြစ်ပေါ်လာတာတုံးဆိုတာတွေကိုကျမတို့တွေဆွေးနွေးလို့ဆွေးနွေးတင်ပြရင်းဖြစ်ပါတယ်ဒါဆိုရင်ကျမတို့ရဲ့အုံနောက်ကြည့်ရမိမိပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုသူအများကြီးလက်ခံနေရတယ်အများကြီးလက်ခံနေတယ်အဲအများကြီး တိနေရတယ်အများကြီးလက်ခံနေတိနေရတယ်အဲ့တိနေတဲ့ဒီကတစ်ဆက်ကမှရှိရဲ့ big bang 17တန်းလောက်ကြီးကိုသူလက်တာလက်ခံထားလိုက်မယ်ဆိုရင်ဒုက္ခရောက်သွားနိုင်တယ်အုံနောက်မှာအဲ့တော့ကြတော့မေးမေးလျော့ခြင်းဟာသူ့ရဲ့ဒါနော်တဘာဝဖြစ်စဉ်တစ်ခုလို့လည်းပြောလို့ရတယ်လို့ပဲတခြားကျမ်းမာရေးကြောင်းနေလည်းရှိနိုင်ပါတယ်ဒါဆိုရင်ကျမတို့ဒါ ဒီကကျွန်တော်တို့ဇီဝကမ္မဆိုင်ရာရကိုဒီလိုမျိုးတွေပေါ့နော်ရလာတဲ့တည်င်းချက်လက်တွေကအကုန်အုံနောက်ထဲကိုရောက်သွားလို့မဖြစ်နိုင်ဘူးဘလို့အရာမျိုးတွေကိုပဲရမလို့ဆိုရင် attention ရှိတဲ့အရာမျိုးတွေပေါ့နော်ဒီ attention ဟာ intent ကိုရေးကြည့်ပါလေအဲ့ဒီ attention ရှိပြီးအာယုံစူးစိုက်မှုကောင်းမှလာဒီအုံနောက်ထဲကိုတည်င်းချက်လက်တွေက process လုပ်ပြီးတော့ angle တွေ angle တွေနဲ့မှတ်မိနေတာအဲဒါကြောင့်ကျွန်တော်တို့တွေမေးလျော့ခြင်းတွေ ပြက်ပြဲသွားတယ်ဆိုတာတွေကဘာလို့လို့ဆိုရင်ခုနလိုမျိုးပေါ့မိရဲ့အုံနောက်ဒုက္ခရောက်မသွားအောင်ပေါ့နော် overload တွေဖြစ်မသွားအောင်တရားသူ့ရဲ့သဘာဝကိုသူ့လိုလေးဒါထိမ့်သိမ့်ပေးထားတဲ့သဘောတရားအနေနဲ့လဲပါတာပါအဲ့တော့ကြတော့ကျွန်တော်တို့မြတ်စွာဘုရားကလည်းဒါအဓိကဒီကျွန်တော်တို့တည်းရုပ်ကလေးတွေနံကလေးတွေဖြစ်ပြက်လိုက်ဖြစ်လိုက် ပြက်သွားတယ်ပြီးလို့ရှိရင်ပြန်စားထိုးတယ်ဆိုပြီးတော့ဒါရုပ်နဲ့နံရဲ့သဘောတရားတွေကိုလည်းဒါဟောကြားပေးခဲ့တယ်နောက်တစ်ခါတိပ္ပံပညာရှင်တွေကလည်းသူတို့တွေ့ရှိချက်တွေကိုလေ့လာထားတာတွေကိုဖော်ထုတ်ပေးခဲ့ပါဖော်ထုတ်ပြီးဖော်ထုတ်ထားချက်တွေကိုကျမကနေပြီးတော့တဆင်ဆွေးနွေးပေးခဲ့ပါတယ်ဒါဆိုရင်ဒီနေ့မှာမေးလျော့ခြင်းရဲ့အကြောင်းလေးတွေကိုဒါအစိပ်ပိုင်းတစ်ခုအနေနဲ့သိသွားပြီးနောက်ကျန်တဲ့နေ့တွေမှာလည်းပဲကျန်တဲ့မေးလျော့ခြင်းနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုဆက်လက် ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်